မိုင်းလာဒေတာမှာဖြစ်ခဲ့တဲ့အထင်လွဲမှားမှုတွေကိုနှစ်ဖက်ပြေလည်အောင်ဖြေရှင်းသွားမယ်လို့ UWSA ဝါတက်ဖွဲ့ကအစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းစီကိုအကြောင်းကြားစာပေးပို့ထားပါရယ်ဝါတက်ဖွဲ့အနေနဲ့စစ်မှတ်ဖြစ်ပွားတာကိုဥစွာအလွယ်တကူစတင်မှာမဟုတ်တဲ့အကြောင်းခီးချမ်းချီတက်လေ့ကျင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အထင်လွဲမှားမှုတွေကိုပြဿနာကြီးထွားအောင်မချေဖို့အောက်ခြေတက်တွေကိုလည်းတတိပေးထားတဲ့အကြောင်းဖော်ပြထားပါရယ် တစ်ဖက်မှာလည်းတမရော့ကအော်တိုဘားလ24ရက်နေ့နောက်ဆုံးထားပြီးမိုင်းလာဒေတာကနေဝါတက်ဖွဲ့တွေဆုတ်ခွာပေးဖို့အကြောင်းကြားထားပါတယ်။လက်ရှိစီရေးတင်မာနေမှုအခြေအနေတွေနဲ့ပတ်သက်လို့21ရာစုပင်လုံညီလာခံကိုမိုင်းလာအဖွဲ့ရဲ့ဤပညာအထောက်ကူအဖွဲ့အနေနဲ့တက်ရောက်ခဲ့တဲ့ဦးတန်းစိုးနိုင်ကိုဆက်သွယ်မေးမြန်းကြည့်မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့အန်ကယ်ရှင်ဒီတက်မရော့ကပေါ့နော်ဒီမိုင်းလာကနေဟုတ်ကဲ့ဆုတ်ခိုင်းတာကိုဝါကလည်းစုံမပေးသေးဘူးဆိုတော့ဒီစည်ရေးတင်းမှမှုတွေကဘလို့အခြေအနေထိရောက်လာနိုင်မယ်လို့ထင်ပါတယ်လေရှင့် ဟုတ်ကဲ့ဝါဖွဲ့ကတော့အခုသူတို့ယူထားတဲ့ရှီရန်စစ်နေရာတွေကနေပြီးတော့သူတို့ဆုတ်ခွာပေးမဲ့သဘောထားမရှိပါဘူးအဲ့ဒီကိစ္စကသူတို့နှုတ်ဦးနှစ်ဖက်ကောင်းဆောင်ခြင်းစင်ပြေအောင်ဆွေးနွေးညှိနှိုင်းရယူမဲ့သဘောထားရှိပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူတို့ဘက်ကအာတစုံတရာစီးလှုပ်ရှားမှုစတင်မယ်ဆိုတဲ့သဘောထားလည်းမရှိကြောင်းသိရပါတယ်ဒါပေမဲ့တခုလို့ရှိတာပေါ့တမရောဘက်က ဒီ24ရက်နေ့မှာဆုံးခွန်ပေးဘူးစင်တမတော်ကဘာလုပ်မှာလဲစေရရအေးယူမှာလားထိုးစစ်ဆင်မှာလားအဲ့လိုဖြစ်လာမယ်ဆိုရင်တော့အလွန်ကိုကျွန်တော်တို့စိတ်မကောင်းစရာကောင်းတဲ့စီတိုက်ပွဲတွေအဲ့ဒီဒေတာမှာပေါပေါက်လာနိုင်စရာရှိတယ်လို့ယူဆရပါတယ်ခင်ဗျဟုတ်ကဲ့ဒီဝိုင်းလာဒီဝါနဲ့မိုင်းလာတက်တွေပေါ့နော်ညှိနှိုင်းမှုအခြေအနေကရောဘယ်လိုမျိုးရှိနေပါသလဲရှင်ဟုတ် မနဲ့ဒီဝါနဲ့ဒီမိုင်လာရဲ့အဲခေါင်းဆောင်အချင်းချင်းရဲ့ညှိနှိုင်းမှုအခြေအနေကတော့အခြေခံအားဖြင့်သူတို့ဟိုသူတို့ရဲ့ညီနောင်ဆက်ဆံရေးကိုဆက်လက်ပြီးထိန်းသိမ်းထားနိုင်မဲ့အနေအထားတော့ရှိပါတယ်။ဒါပေမဲ့အဲသူတို့ကြားထဲမှာအာတချို့ကိစ္စလေးတွေနဲ့ပတ်သက်လို့အမြင်မတူတဲ့သဘောထားတွေလည်းအဲရှိကောင်းရှိနိုင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ရှင်ဒီဝါတက်ဖွဲ့အနေနဲ့ပေါ့နော်သူရဲ့အရင်ဒီဆုံးမဟာမိတ်ထဲကဒီမိုင်းလာတက်ရဲ့စခန်းတွေကိုဘာကြောင့်တင်ထားတယ်လို့သုံးသပ်ပါတယ်ရှင်ဒီစခန်းတွေကပေါ့နော်စေအရာဘလောက်အထိအရေးပါလဲရှင်ဟုတ်ကဲ့ဟိုဒီချီနေနဲ့ပတ်သက်ပြီးပြောလို့ရှင်ကျွန်တော်တို့တခုကဒီမိုင်းလာဒေတာဟာကျွန်တော်တို့ဝါဖွဲ့ကိုကံဖွဲ့နဲ့1989ခုနှစ်က ဘကပကိုအတူတူတွန်းလှန်ပြီးတော့ထူထောင်ထားတဲ့ကျွန်တော်တို့မဟာမိတ်အဖွဲ့တွေပါအဲ့လိုဖြစ်တဲ့အတွက်သူတို့ဟာနိုင်ငံရေးသဘောထားအရရောသူတို့ရဲ့စီရေးပူပေါင်းဆောင်ရွက်မှုအရရောသူတို့ကတသိန်းတစ်ဖွဲ့တည်းလူသူတို့ကသဘောထားခဲ့တာပါအဲ့ဒီထက်ကနေပြီးတော့အခုဒီဥပုံကြာရှင်ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုကန့်အဖွဲ့အခုအခုကတမ်ဘရောကနေပြီးတော့တင်ပိုက်လိုက်ပြီးတော့ဒေသအုပ်ချုပ်ရေးထူထောင်လိုက်တဲ့အခါမှာ သူတို့အနေနဲ့ညာဘက်လက်မောင်းတစ်ခုပြုတ်သွားတယ်လို့သူတို့အနေနဲ့ခံစားရပါတယ်။အဲ့တော့ဒုတိယတစ်ဟိုနောက်ဘယ်ဘက်လက်တစ်ဖက်ဖြစ်တဲ့မိုင်းလားကိုအဲ့လိုအဖြစ်ခံဖို့သူတို့ဝါအဖွဲ့အနေနဲ့လည်းသဘောထားမရှိပါဘူး။နောက်တစ်ခုကဒီပြီးခဲ့တဲ့ကာလအတွင်းမှာ2009ခုနှစ်က BGF အဲဖွဲ့စည်းဖို့အတွက်သဘောထားလာရောက်တောင်းခံတဲ့အခါမှာမိုင်းလားဖွဲ့ကလည်း ဝါအဖွဲ့ရဲ့စီရေးကူညီကိုတောင်းခံပြီးတော့အဲ့ဒီခုကျွန်တော်တို့ဝါအဖွဲ့ကဝင်ရောက်နေရာယူတဲ့သူတွေဆိုတဲ့အဲစခန်းတွေမှာဝါအဖွဲ့တပ်ဖွဲ့ကဝင်ရောက်နေရာယူထားတဲ့အစင်လာနဲ့အဲအနေထားတွေရှိခဲ့ပါတယ်ဒါကတော့သူတို့ရဲ့ပူပေါင်းဆောင်ရွက်ခဲ့တဲ့ကာလတွေရဲ့အနေထားတစ်ခုပေါ့ဗျာနောက်တစ်ခုကတော့ဗာလဲဆိုရင်ဝါအဖွဲ့ကသူတို့ကိုပြည်내အစင်တန်းပြေးဖို့တောင်းဆိုတဲ့အခါမှာကျွန်တော်တို့လွယ်လန်းဒေသမှာရှိနေတဲ့ဝါအဖွဲ့တွေနဲ့ကျွန်တော်တို့ နေမြေချင်းဆက်ဆက်ဖို့အတွက်အဓိကကြဆုံးနေရာဟာမိုင်းလားဒေတာ ဖြစ်ပါတယ်မိုင်းလားကနေတဆင့်သာတောင်ပိုင်းမှာရှိနေတဲ့မြို့နယ်တွေတင်သူ့အနေနဲ့ဆက်ဆက်မယ်အနေထားဖြစ်ပါတယ်အဲ့တော့မိုင်းလားတကယ်လို့သာကြဆုံးသွားတယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းပိတ်ဆို့ဖြတ်တော့ခံရမယ်အနေထားလည်းရှိပါတယ်အဲ့ဒီအနေထားကိုမရောက်နိုင်အရောက်မခံနိုင်တဲ့အတွက်ဝအဖွဲ့အနေနဲ့လည်းမိုင်းလားအဖွဲ့ကိုသူ့နယ်မြေနီးတူဒီတစုံတရာသော စေတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးခုခံနိုင်မှုအတွက်သူ့မှာကာကွယ်ဖို့ဝတ္တရားရှိတယ်ဆိုတဲ့အမြင်ရှိပါတယ်။အဲ့ဒီအခြေအနေနဲ့အရေးပါတဲ့မဟာဗျူဟာအနေထားတွေကြောင့်အခုဝါအဖွဲ့ကမိုင်းလာရဲ့ရှည်ရန်စခန်းကျွန်တော်တို့အစိုးရဒေသနဲ့ဆက်ဆက်နေတဲ့ရှည်ရန်စခန်းဒီမှာဝင်ရောက်နေရာယူတယ်လို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျ။ဟုတ်ကဲ့ဆိုတော့အခုဒီအခုဘယ်လိုပဲပေါ့နော်ဝါတက်ဖွဲ့ကဒါက ဒီလိုမျိုးနေရာယူထားတာဒါပေါ့နော်အထင်လွဲမှားမှုဖြစ်တယ်ပေါ့အဲကြောင့်နှစ်ဖက်ညှိနှိုင်းဖြေရှင်းမယ်ဆိုပြီးပြောထားပါတယ်ရှင်ဆိုတော့ဒီငြိမ်းချမ်းရေးကော်မရှင်နဲ့လက်တွဲပြီးဒီအဆင့်သုံးဆင့်ပါတဲ့ငင်းချင်ရေးစာချုပ်အရာပေါ့နော်နိုင်ငံရေးငင်းချင်ရေးလုပ်ငန်းတွေကိုဆော့လင်စာဖော်ဆောင်သွားမယ်လို့လည်းဖော်ပြထားတယ်။အဲ့ထုတ်ပြန်ချက်အပေါ်ကိုအငယ်ဘလို့သုံးသပ်ပါတယ်လဲရှင်။အဲ့ထုတ်ပြန်ကြေညာချက်အရာတော့ဒါကငင်းချင်လုပ်ငန်းစဉ်ဒီမှာဆက်လက်ပါဝင်မယ်ဆိုတဲ့သဘောထားကိုဖော်ပြတဲ့အတွက်ဒါကတော့ ကောင်းမွန်တဲ့ကိစ္စပါဟောဒီဝါဖွဲ့အနေနဲ့ပင်လုံညီလာက21ရာစုအခမ်းအနားနေပြီးတော့သူထွက်ခွာသွားပြီပဲတခုကဒေါ်ဆန်းစုကြည်ဥဆောင်တဲ့21ရာစုပင်လုံညီလာကရဲ့ဒီအစီအစဉ်တွေကိုသူတို့အနေနဲ့လက်ခံတဲ့အကြောင်းသူတို့ပြောထားပြီးသားပါအဲ့တော့ဆိုလိုတာကတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဆက်ပြီးတော့လှုပ်ကြမယ်ဆိုလို့ရှိရင်တော့ ဒီဝါဖွဲ့ဖွဲ့ရောမိုင်းလာဖွဲ့ကရောဟောဒါသူတို့ဆက်လက်ပြီးပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ပါပဲဒါပေမဲ့အခုလို့စီးလှုပ်ရှားမှုတွေလုံလာတဲ့ကိစ္စကြတဲ့အခါကျတော့ဒါကငင်းကြေးအဲကော်မရှင်ရဲ့လုပ်ငန်းစဉ်ရဲ့အပြင်ဘက်ကိုရောက်ရှိနေတယ်လို့သူတို့လည်းခံစားရပုံရပါတယ်ဒီထဲမှာဒူးကြတဲ့တိုက်ဆိုင်မှုတွေကတော့ပင်လုံညီလာက27ရာစု အပြီးမှာကျွန်တော်တို့မြောက်ပိုင်း KIA ကိုကြီးမားတဲ့စစ်စင်ရေးတွေ တမရောဘက်ကနေပြီးတော့လှုပ်လာပါတယ်အဲဒီလှုပ်လာတဲ့ကိစ္စနဲ့အဲဆက်လင်းပြီးတော့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတီဘက်ကလည်းဝန်ထဲချောင်းနဲ့စိတ်မကောင်းမှုတွေနောက်ပြီးတော့ဟိုတစ်ချိန်တည်းမှာတို့ကိုလည်းလာတိုက်မလားဆိုတာကိုစိုးရိမ်နေစိုးရိမ်မှုတွေရှိပါတယ်အဲဒါကြောင့်မို့ဝါဖွဲ့ကခီးချန်းစီလိချင်းမှုလှုပ်တယ်ဆိုတာကတကယ်လို့တမရောဘက်ကတစုံတရာစီးလှုပ်ရှားမှုတွေနဲ့ထိုးစစ်ဆင်မှုတွေလှုပ်လာလို့ရှိရင်ကျွန်တော်တို့ဒီရင်ဆိုင်နိုင်မှုအတွက်ပြင်ဆင်တဲ့သဘောရှိပါတယ် ဲ့ဒီအခြေအနေအောက်မှာအခုဒါတွေဖြစ်လာတာပါအဲ့တော့ဆိုလိုတာကညီရဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ဝါဖွဲ့ရောမိုင်းလားဖွဲ့ရောပူပေါင်းပါဝင်မှုသဘောထားရှိတယ်သို့တော့မိုင်းလားဒေတာရဲ့အခြေအနေဆက်လက်ပြီးရှုပ်ထွေးမှုရှိမလားမရှိဘူးလားဆိုတာကဒီတမ္မတော်ရဲ့သဘောထားနဲ့တမ္မတော်ကဘာလုပ်မှလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်တကယ်ကြတော့ကျွန်တော်တို့ဒီမိုင်းလားဒေတာကဝါဖွဲ့တက်တည်နေရာယူထားမှုတွေကိုကျွန်တော်တို့ ဆုတ်ပေးရမယ်ဆိုတော့ယာစံမျိုး ပေးတဲ့ကိစ္စဟာနော်တတ်မတော်အနေနဲ့မလုပ်တဲ့နေကိစ္စပါဒါကငញ្ញိုင်းလုပ်နေတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့အတွက်ငញ្ញိုင်းရေးကော်မရှင်ကနေဒီကိစ္စဝင်ရောက်ဖြေချင်းတာမျိုးကျွန်တော်တို့ပိုလူလာတဲ့သဘောရှိပါတယ်သို့တော့ဒီကျွန်တော်တို့တတ်အင်အားဖြည့်ဆည်းပြီးတော့စီရီယာဖီအားပေးတောင်းဆိုမှုတွေလုပ်လာတယ်ဆိုရင်တော့မလိုလားအပ်တဲ့စီရီပရိပခါတွေဖြစ်လာနိုင်တယ်အဲ့လိုဖြစ်လာဖြစ်လာဆိုတဲ့ကိစ္စကတော့တမ်မရော်ဘက်ကတာဝန်ယူဖြေရှင်းရမယ့်ကိစ္စလို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ရှင်အကေအခုနောက်ပြီးတော့ပေါ့နော်ဒီကိုပိုင်းဒီဝါတဖက်ကလည်းကိုပိုင်းအုတ်ချွခွင့်ရဒေတာဖြည့်နေပေါ့နော်ဒီအခုအစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာပေါ့နော်ဒီဝါတဖက်နဲ့ဒီမိုင်းလာတဖက်တွေကြားမှာအမြင်ကွဲလဲတဲ့ပုံစံမျိုးတွေကိုတွေ့နေရတယ်ပေါ့နော်အဲ့ဒီအချက်ကိုအကေဒီဒီအခုလိုမျိုးအဲ့ဒီအချက်တွေကပေါ့နော်ဒီအခုစခန်းတွေတိမ့်တာနဲ့များဆက်ဆက်နေလားရှင်စခန်းတွေတိမ့်တာနဲ့တော့ကျွန်တော်တိုက်ရိုက်အဖြစ်ဆက်ဆက်မှုတော့မရှိတော့တိတ်ပြီးတော့ရှိမယ်လို့ကျွန်တော်မြူဆပါဘူး သူတို့ကွဲလဲတာတိတ်ပြီးတော့ជីជីမာမာလည်းမဟုတ်ပါဘူးအဓိကကဘာလဲဆိုတော့ဒီဘဝအဖွဲ့အနေနဲ့၂၁ရာစုပင်လုံညီလာခံမတိုင်ခင်ကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့တဲ့အချိန်မှာသူတို့နှစ်ချက်ဒေါအောင်ဆန်းစုကြည်ကိုတောင်းဆိုပါတယ်တစ်ချက်ကတော့ဒီညီလာခံမှာအလုံးပါဝင်ရေးဘယ်ဖွဲ့စည်းမှဘယ်လက်နက်ကင်အမျိုးသားလက်နက်ကင်ဖွဲ့စည်းဟိုမှာခြံလက်မထားရေးဆိုတာကိုဒေါအောင်ဆန်းစုကြည်အနေနဲ့စီစဉ်ပေးဖို့တောင်းဆိုပါတယ် နောက်တစ်ချက်ကတော့စီရေးရကျွန်တော်တို့တော့ကျွန်တော်တို့နှစ်ဖက်အပြစ်ခတ်ရက်ဆဲမှုတွေရက်ဆိုင်ပြဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီနှစ်ချက်တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိရတော့တော့ဒေါအောင်ဆန်းစုကြည်ကလည်းသူစူးစမ်းပေးမယ်လို့သူပြောခဲ့ပါတယ်အဲ့ဒီကာလကဝါအဖွဲ့က23ရာစုပင်လုံညီလန်ကန်ကိုအစ်မြင့်ခေါင်းဆောင်တက်ရောက်မယ်လို့ဆုံးဖြတ်ပေးတာပါဒါပေမဲ့တကယ်တမ်း အစီအစဉ်ကျွန်တော်တို့ပင်လုံညီလာခံအစီအစဉ်ကျင်းပတဲ့အခါမှာ ကျွန်တော်တို့ဟိုပလောင်ဖွဲ့ကျွန်တော်တို့အဲမိုင်လာဖွဲ့ကျွန်တော်တို့ကိုကန့်ဖွဲ့နော်နောက်ပြီးတော့ AA ဖွဲ့အဲ့ဒီအစားအဖွဲ့တွေပါဝင်မလာတဲ့အတွက်ဒေါအောင်ဆန်းစုကြည်အနေနဲ့သူပေးထားတဲ့ခရီးတွေကိုသူတို့အနေနဲ့သူ့အနေနဲ့မဖြစ်စည်းနိုင်ဘူးလို့ယူဆပြီးတော့သူတို့ကအစ်စ်နိုင်အဖွဲ့စီပဲတော်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမိုင်လာဖွဲ့ကတော့ တော့မောင်လောင်ဥက္ကဋ္ဌကိုတိုင်ခေါင်းဆောင်ပြီးတော့ကျွန်တော်တို့အဖွဲ့ဝင်90နဲ့အဲတက်ရောက်သွားခဲ့တာဖြစ်ပါတယ်အဲ့ဒီပုံမှာလဲဝါဖဲအနေနဲ့တော့တစုံတရာသူတို့ ਨੇ မတူကွဲလွဲတာလေးတွေကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ဝါဖွဲကကိုယ်စလဲဖွဲ့ပြန်တော့ပြီမဲ့သူတို့ရဲ့အဲတဘောထားကိုစရန်တင်ပြခဲ့ပါတယ်အဲ့ဒီစရန်တင်ပြတဲ့ကိစ္စမှာလဲတခုကတော့တို့တို့ကျွန်တော်တို့ညဉ့်ညမ်းရေးအတွက်သူတို့ပါဝင်ပူးပေါင်းဆောင်ရွက်မဲ့အကြောင်းနောက်တစ်ခုကတော့သူတို့ပြည်နယ်ကို သူတို့ကိုတိုင်းဆင်းကနေပြီးတော့ပြည်내ဆင်းပေးဖို့အတွက်တောင်းဆိုကြအောင်အဲ့ဒါတွေပဲအဓိကထားပြီးတော့ဖော်ပြခဲ့ပါတယ်ဒါပေမဲ့ဒီညီလာခံအတွင်းမှာကျွန်တော်တို့မိုင်းလာဖွဲ့ကအစီရင်ခံစာတင်ပြတဲ့အခါမှာတော့အဓိကအားဖြင့် NC စာချုပ်မှာလက်မှတ်ရေးထိုးဖို့တင်ပြတာပါအဲ့ဒီလက်မှတ်ထိုးဖို့တင်ပြတာကိုအဓိကစောင်းပေးပြီး ပြောခဲ့တဲ့ကိစ္စနဲ့ပတ်သက်ဖွဲ့ပြီးတော့လဲဝါဖွဲ့နဲ့သဘောမတူပါဘူးဝါဖွဲ့က NC ကိုစန့်ကျင်တာမဟုတ်ပါဘူး ် NCA ထဲမှာအားလုံးပါဝင်ရေးကိုသူကတောင်းဆိုတာဖြစ်ပါတယ်အဲ့လိုဟိုသဘောထားမတူတာလေးတွေရှိပါတယ်ဒါပေမဲ့ကြီးကြီးမားမားနိုင်ငံရေးစီရေးရာဟိုကျွန်တော်တို့ကွဲပြားခြားနားတဲ့သဘောထားမတိုက်ဆိုင်တဲ့အနေအထားတွေမဖြစ်ပါဘူးမရှိပါဘူးအခုဖြစ်လာတဲ့အကြောင်းကတော့ကျွန်တော်ခုနကပြောခဲ့တယ်လို့ပဲတမရော်ကညီလာခံပြီးမှစီးရေးလှုပ်ရှားမှုတွေအပြင်းထန်လှုပ်လာတဲ့အခါမှာဒုတိယတောက်လည်းလုံမလားဆိုတော့ ျွန်တော်တို့စိုးရင်စိမ့်တဲ့စီးပြင်ဆင်မှုတွေကနေဒီလိုအခြေအနေကိုရောက်လာတယ်လို့ကျွန်တော်တို့ယူဆပါရခဲ့ဟုတ်ပါရှင်ဆိုတော့ဒီလက်ရှိအစိုးရအနေနဲ့ကရောအခုလိုဖြစ်နေတဲ့တင်မာမှုတွေကိုဘလို့ဖြေလျှော့ညှိနှိုင်းပေးနိုင်မယ်လို့ထင်ပါတယ်လဲရှင်အဓိကကတော့ဒီလက်ရှိအစိုးရအနေနဲ့ဒီမိုင်းလားပြဿနာနဲ့ပတ်သက်တဲ့ကိစ္စမှာတပ်မတော်ရဲ့စီးတောင်းဆိုမှုတွေကိုကျွန်တော်တို့အဲ့ဒါတွေကိုရုပ်သိမ်းပေးဖို့နောက်တစ်ခုကဒီကိစ္စကို အစိုးရဦးစီးတဲ့ကျွန်တော်တို့ NRPC ပေါ့ဗျာနော်ကျွန်တော်တို့အမျိုးသားပြည်နယ်တင်းမြတ်ရေးနဲ့ငင်းချိုင်းကောင်စီအနေနဲ့ဒီကောင်စီရဲ့လုံပိုင်ခွင့်ဘောင်အတွင်းမှာသူတို့မူလဆွေးနွေးနေကြအတိုင်းပဲပါဝင်ပြီးတော့ဆွေးနွေးဖြေရှင်းပေးတာက ပို့ပြီးတော့အာကျွန်တော်တို့ဟိုပို့ပြီးတော့ကောင်းမွန်လိမ့်မယ်အထိပယ်ရှိလိမ့်မယ်ကျွန်တော်တို့နောင်ဖြစ်လာနိုင်တဲ့ဒီကျွန်တော်တို့စီအာအန်ရီကိုလည်းကျွန်တော်တို့ရှောင်ရှားပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျ ပါရှင်ကျေးဇူးပါအန်ကယ်ဟုတ်ကဲ့ကျေးဇူးပါအန်ကယ်ရှင်ဒါကတော့မိုင်းလာဒေတာမှာလက်ရှိစည်ရေးတင်းမာနေမှုအခြေအနေပတ်သက်လို့၂၁ရာစုပင်လုံညီလာခံကိုမိုင်းလာအဖွဲ့ရဲ့ဤပညာအထောက်အကူအဖွဲ့အနေနဲ့တက်ရောက်ခဲ့တဲ့ဦးတန်းဆိုးနိုင်ကိုဆက်သွယ်မေးမြန်းကြည့်ခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်